တောကတွေဖြေဖြောက်ခြင်းတယ်ဆင်းရဲတွေဖြေဖြောက်ခြင်းတယ်ဆင်းရဲတွေကုန်ခြင်းတယ်ဆိုတာလူသားတိုင်းတောင်းတနေကြတာအဲ့ဒီလူသားတွေဟာဆင်းရဲတော့ကုန်ခြင်းတယ်တောကတွေတော့မရှိခြင်းဘူးသို့တော့အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့အတိုင်းပဲမြတ်စွာဘုရားဟောထားတဲ့အကြောင်းအကျိုးဆက်ဆက်တဲ့ပဋိစ္စသမုပ္ပါတရားကအထင်ရှားရှိနေတာကိုဘယ်သူမပြုတ်မိမိမှုပဲ။ စိုးရင်ဇာရီဖြစ်အောင်လဲကိုကိုတိုင်းပဲလုပ်တာတောကတွေရောက်အောင်လဲကိုကိုတိုင်းပဲလုပ်တာဆင်းရဲတွေကြုံအောင်လဲကိုကိုတိုင်းပဲလုပ်နေတာအဝိဇ္ဇာပဲဇာသင်္ခါရဆိုတာတခြားမဟုတ်ဘူးမသိမိုင်မဲလို့ဆင်းရဲဖြစ်မဲ့အကြောင်းတရားတွေလုပ်တယ်ဆိုတဲ့အထိပ္ပယ်အဝိဇ္ဇာဆိုတာမသိတာဘာတွေမသိလဲဆိုတော့ဆင်းရဲမှန်းလဲမသိသူလုပ်လိုက်တဲ့အကြောင်းတွေကဆင်းရဲရဲ့အကြောင်းဆိုတာလည်းမသိဘူး နောက်ဆင်းရဲကဘလို့နေရင် မရှိဘူးလဲဆိုတာကိုလည်းမသိဘူးဆင်းရဲမရှိတာကိုလည်းတခါမှမခံစားဘူးတာအဝိဇ္ဇာလို့ခေါ်တယ်အဲ့လိုမသိမိုင်မဲမှုတွေအခြေခံပြီးတော့ကိလေသာတွေလွှမ်းမိုးတယ်ဆိုတာ လောဘတွေဒေါသတွေမောဟတွေနဲ့ပဲနေတိုင်းနေတာဒီလိုနေတိုင်းနေတဲ့အခါကျတော့ဘယ်မှာ ကောင်းချောင်ရှိတော့လို့တော့မောဟကိုအကြောင်းခံပြီးတော့တွေးတယ်ပြောတယ်လှုပ်တယ် ေါသကိုအကြောင်းခံပြီးတော့တွေးတယ်ပြောတယ်လှုပ်တယ်လောဘတွေအကြောင်းခံပြီးတော့တွေးတယ်ပြောတယ်လှုပ်တယ် तू ကလောဘဒေါသမောဟတွေပဲအကြောင်းခံထားတာကိုအဲ့ဒီအကြောင်းတရားတွေကိုကအကုသိုလ်အကြောင်းတရားလို့ခေါ်တယ်အကုသိုလ်ဟိတ်၃ပါးလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဆိုတာဟိတ်ဆိုတာဟေတုကနေလာတာဟေတုဆိုတာမြန်မာလို အကြောင်း လောဘအကြောင်းခံပြီးလှုပ်တော့မိမိသူတစ်ပါးဆင်းရဲဖို့အရာတွေကြီးပဲဖြစ်တယ်။ဒေါသအကြောင်းခံပြီးလှုပ်တော့လည်းမိမိသူတစ်ပါးဆင်းရဲဖို့အရာတွေကြီးပဲလုံးမိတယ်ပြောမိတယ်ကြံမိတယ်။မောဟအကြောင်းခံပြီးတော့လုံးမိတော့လည်းမိမိသူတစ်ပါးဆင်းရဲဖို့ပဲဖြစ်တယ်။လောဘလည်းကောင်းကျိုးမရှိဘူးဒေါသလည်းကောင်းကျိုးမရှိဘူးမောဟလည်းကောင်းကျိုးမရှိဘူး။ဒါကြောင့်ဘုရားရှင်ကအဲ့ဒီလိုမသိမိုင်မဲမှုကြောင့် ီလိုလောဘဒေါသမောဟဆိုတဲ့အကြောင်းတွေဖြစ်လာမယ်အဲ့ဒီအခါမှာသူတို့ကိုအကြောင်းခံပြီးတော့ပြုတဲ့အမှုတွေဟာသင်္ခါရပဲဒီသင်္ခါရတွေပြုမိတော့ကုသိုလ်အကုသိုလ်တွေအယောတွေပြုလာတော့ကောင်းတာလေးကြုံလိုက်အဆိုးတွေရောက်လာလိုက်ကောင်းတာလေးကြုံလိုက်အဆိုးတွေရောက်လာလိုက်နဲ့ဒီလိုကြုံကြရတာကုသိုလ်အကုသိုလ်အယောလှုပ်ထားတဲ့သူတွေအကျိုးပေးတဲ့အခါကောင်းကျိုးတွေရောဆိုးကျိုးတွေရောရောရောပြီးပေးနေတာ ဒါဒီနေ့ခေတ်လူတွေကြုံနေတာဒါပါပဲအတိတ်တိတ်တွေတုန်းကဟိုးအနမတက်ကတန်တရာဘဝတွေတုန်းကလည်းပြုတ်ခဲ့မိမှာပဲအခုဒီဘဝမှာကောမှလွန်ခဲ့သော ကာလတွေမှာလောဘအကြောင်းခံပြီးလုပ်ခဲ့တဲ့အလုပ်တွေရှိတယ်ဒေါသအကြောင်းခံပြီးလုပ်ခဲ့တဲ့အလုပ်တွေရှိတယ်မောဟအကြောင်းခံပြီးလုပ်ခဲ့တဲ့အလုပ်တွေရှိနေတာပဲကိုကိုကိုပြန်မေးကြည့်ဘယ်သူမှသွားပြီးတော့ တရားခံမရှာနဲ့တရားခံကိုကိုတိုင်းပဲကိုကိုတိုင်းလောဘတွေအကြောင်းကိုကိုတိုင်းတတ်မှတ်ရစိတ်တွေအကြောင်းราคะတွေအကြောင်းလုတ်ခဲ့တဲ့လုတ်တွေအများကြီးပဲကိုဖောက်တဲ့လံကိုရှောက်နေကြရတာကိုတူးတဲ့ရေတွင် ကိုခတ်တောက်နေရတာပဲကိုချောင်ကြီးပဲဒေါသတွေအကြောင်းခံပြီးတော့ကိုဘာတွေပြောခဲ့တယ်လဲကိုဘာတွေလုတ်ခဲ့တယ်လဲကိုဘာသာကိုသိတယ် ဲ့အကြောင်းတွေဒီဘဝမှာအများကြီးစုမိနေကိုမတိမှုကြောင့်ကိုရဲ့မစင်ခြင်းမှုကြောင့်လုပ်ခဲ့တဲ့အရာတွေကိုဒီနေ့ခံစားနေရတာ။နောင်လဲခံစားရအောင်မှာပဲ။ဒီနေ့အတိမဝင်သေးဘူးဆိုရင်နောင်လဲဒီတိုင်းခံစားရမှာပဲ။ချမ်းသာတယ်လို့ကိုကြုံမှာမဟုတ်ဘူး။စင်ခြင်းတုံတရားဆိုတဲ့စင်ခြင်းညံတတိတံပစင်ဆိုတဲ့တတိတရားနဲ့စင်ခြင်းတဲ့တရား ီတရားနှစ်ခုမရှိရင်အမားတွေလောက်ကြတာအဲ့ဒီသင်္ခါရတရားတွေတနည်းကာမဘဝလို့ခေါ်တဲ့ကံတွေဒါတွေလောက်တဲ့အတွက်ကြောင့်ဆိုကြောဘာတွေလာလဲတောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတဲ့ဆိုရင်ရတာတွေငိုရတာတွေကိုစင်းရတာတွေစိတ်စင်းရတာတွေပြင်းစွာပင်ပန်းတာတွေဆိုတဲ့ ဆင်းရဲတွေနဲ့အဆုံးသတ်တယ်။ဒေါသအကြောင်းခံပြီးလှုပ်ခတ်တဲ့အဥ္စာတနေ့ငိုရတာပဲ။ဒေါသအကြောင်းခံပြီးလှုပ်ခတ်တဲ့အရာတွေလည်းတနေ့နောင်တတွေနဲ့တောကတွေနဲ့ဘေးရန်တွေနဲ့အဆုံးသတ်တာပဲ။မောဟအကြောင်းခံပြီးလှုပ်ခတ်တဲ့အလုပ်တွေလည်းဒီတိုင်းပဲစိုးရိမ်မှုတွေနဲ့အဆုံးသတ်တယ်။ငိုကြွေးရတာတွေနဲ့အဆုံးသတ်တယ်။ကိုယ်ဆင်းရဲတယ်၊စိတ်ဆင်းရဲတယ်၊ပြင်းစွာ ပင်ပန်းနေရတယ်၊ပြင်းစွာပူလောင်နေရတယ်ဆိုတော့ ဥပါယတာတရားတွေနဲ့အဆုံးတတ်တာနောင်မနောင်တရတဲ့သူတွေကြီးပဲကြိုကြိုတင်တင်ပြုပြင်တယ်လို့ရှားတယ်။ဘာကြောင့်လဲပုထုဇဉ်ကိုကိုတိုင်းကပုထုဇဉ်ဖြစ်နေတယ်ပုထုဇဉ်တောင်းမှအန္တပုထုဇဉ်ဖြစ်အကန်းကန်းနေတဲ့အခါကျတော့ကိုလို့လိုက်တာမှားနေပြီမှန်တယ်ထင်နေတာဘယ်သူမှလည်းဆုံးမလို့လည်းမရဘူး ကိုပြောလိုက်တဲ့စကားလမ်းကြောင်းမတည့်ပြင်မဲ့ तू อ่ะသူ့ကိုသူမှန်တယ်ပဲဆရာလည်းဆုံးမလို့မရအောင်မိဘလည်းဆုံးမလို့မရအောင်အပေါင်းအသင်းကလည်းလမ်းပြလို့မရအောင်သူ့အာယုံနဲ့သူမှုံးနေတာမှုံးနေတယ်လို့ပဲပြောရမယ်လောဘနဲ့မှုံးနေတယ်တဏှာနဲ့မှုံးနေပေါ့ဒေါသနဲ့မှုံးနေတယ်ဆိုတာအမုန်းတွေအညိုးတွေနဲ့မှုံးနေတာသူ့ကိုသူပြန်တတိမထားမိဘူး မောဟနဲ့မောနေတယ်မတိမိုက်မဲ့ပြီးစိတ်တွေကပြန့်လွင့်ကုတ်ကုတ်ဆတွေနဲ့ဝိစီကိစ္စတွေနဲ့နောင်တတွေပြန်ပြီးတော့ပူလောင်နေရတဲ့ဘဝမှာပဲအဆုံးသတ်တယ်ဘသူလောက်ခဲ့တာလဲကိုကိုတိုင်းပဲလောက်ခဲ့တာတောကငိမ့်ကျင်တယ်ဆင်းရဲငိမ့်ကျင်တယ်ဆိုပြီးဆင်းရဲမဲ့အကြောင်းတွေကြီးပဲပြောတယ်ဆင်းရဲမဲ့အကြောင်းတွေကြီးပဲလောက်တယ်သောသောစစ်စီတာ တတိဝင်ကြမယ်ဆိုလို့ရှင်မှားပါပြီလို့နောင်တတွေရစရာအကြောင်းမရှိလူတွေမှာအချိန်တွေကတန်းတူပေးကြတာပဲအချိန်တွေညီတူညီမျှရခဲ့ကြတာပဲအဲ့အချိန်တွေကိုအလဟတ်ဖြုံးခဲ့ကြတတိမကတ်ခဲ့ကြဘူးဆင်ခြင်ညာမကတ်ခဲ့ကြဘူးကိုလို့တာကိုမှန်တယ်ကိုပြောတာကိုမှန်တယ်ကိုအမြင်ကို အတွေးတာလည်းမှန်တယ်ဘယ်မှန်နိုင်ပါမလဲ သူ့ဘက်ကိုပဲမျှတဲ့အတွေးသူ့ဘက်ကိုပဲမျှတဲ့အပြော သူ့ဘက်ကိုပဲမျှတဲ့အလုတ်ဆိုတာထောင်မှတရားဘုရားကြာကြာဆန်းဆက်လိုက်ရင်အပြစ်ကင်းတဲ့အလုတ်ဖြစ်ချင်မှ ဖြစ်တာသူလည်းအကျိုးရှိတယ်ကိုလည်းအကျိုးရှိတယ်ဆိုပေမဲ့လှုပ်လိုက်တဲ့အလုတ်ကအာဟုတောကြီးဖြစ်နေတယ်။နှစ်ဦးစီးပွားရတော့အကျိုးရှိတယ်ဒါပေမဲ့အာဟုတောကြီးတင်းရင်အပေသွားမှာ။ သူလဲစိတ်ချမ်းသာတယ်ကိုလဲစိတ်ချမ်းသာတယ်ဆိုပြီးပြောလိုက်တာနှစ်ဦးနှစ်ဖက်အချိုးတော်မယုတ်ဘူးဒါပေမဲ့ပြောတဲ့စကားတွေကအတင်းအဖျင်းတွေအကုသိုလ်စကားတွေသူများမကောင်းချောင်းတွေဒီလိုမျိုးတော့မဖြစ်သင့်ဘူးပေါ့အကုသိုလ်မဖြစ်တော့အပြစ်ကင်းတော့မိမိလည်းမစင်ရဲစေသူတစ်ပါးလည်းမစင်ရဲစေတဲ့အရာမျိုးတွေကိုလှုပ်ရမှာမိမိလည်းစင်ရဲသူတစ်ပါးလည်းစင်ရဲစေမယ့်အရာတွေဆိုအကုန်ရှောင် တော့တော့ကငြင်းကျင်သလားမငိုကျင်ဘူးလားမငိုကျင်ကိုတနာကိုချိုးမငိုကျင်ကိုရာဂကိုချိုးနှိမ်မငိုကျင်ဘူးဆိုလို့ရှင်နောင်တမရကျင်ဘူးဆိုရင် ကိုဒေါသကိုချိုးနှိမ်နောင်တစ်ချိန်မှာဆင်းရဲတွေမကြုံကျင်ဘူးဆိုကိုမောဟကိုကိုပဲကိုရမတိမိုင်မဲမှုတွေကိုပဲမတိမိုင်မဲမှုကိုဘာနိုင်ပဲမလဲဆိုတော့လေလာပေါ့ လူတိုင်းမှာခေါင်းတစ်လုံးစီပဲပါလာတာသူလေ့လာတယ်လို့ကိုလည်းလေ့လာပေါ့လေ့လာမှုအားကလည်းမရှိမလေလည်းမလေ့လာခြင်းဘူးကျုံတလို့သွားကျုံတလို့နေကျုံတလို့စားမနေ့ပြန်ကိစ္စမနေ့ပြန်မှာကျုံတလို့ရှင်းမယ်ဆိုတဲ့လူစားမျိုးတွေကတော့ဒီနေ့ဒုက္ခတစ်ခုပြီးရင်နောက်နေ့ဒုက္ခတစ်ခုတွေ့မှာပဲဒုက္ခပဲတော့မှငြိမ်းမှာမဟုတ်စင်ကြင်တော်တရားရှိလို့ရှင်အခုလုံးမဲ့အလောက်ကမိမိသူတစ်ပါးအကျိုးရှိပါမလားနောက်တစ်ချိန် ဆင်းရဲစေမယ့်အရာတွေများဖြစ်သွားမလားစဉ်းစားပေါ့သူလည်းကောင်းပါတယ်ကိုလည်းကောင်းပါတယ်သူလည်းစဉ်းစားတက်လို့ဘေးကင်းနေတာသူလည်းစဉ်းစားဉာဏ်တွေရှိနေလို့ချမ်းသာနေတာကိုလည်းကောင်းပါတာပဲစဉ်းစားမှာပေါ့စဉ်းစားဆင်ခြင်ပေါ့လူတစ်ပတ်သားဖြစ်သွားတာကိုကိုကထိုင်ပြီးတော့ကိုကြတော့မဖြစ်ရလေခြင်းလို့တောကတွေရောက်နေတော့အလကားပဲစူးစမ်းတဲ့အချိန်တုန်းကဘာလို့မစူးစမ်းတော့ဒါပဲအပြစ်ကဘယ်သူမှရှိလို့ ကိုမှာပဲရှိတာအဲ့တော့ဒီလိုမိမိသူတစ်ပါးအကျိုးရုပ်စေမဲ့အရာတွေကိုပယ်ပြရတယ်မစင်းရဲ့ခြင်းရင်ညံသုံးညံသုံးပြီးရင်နောက်တစ်ချိန်မှာမိမိရော သူတစ်ပါးရောဒုက္ခရောက်စေမဲ့အရာတွေမလုံနဲ့မလုံဖို့ဘာလုပ်ရမလဲကိုလောဘကိုချိုးကိုဒေါသကိုချိုးကိုညံကိုသုံးအဲ့ဒါလောဘဒေါသမောဟကင်းတယ်လို့ခေါ်တယ် ကင်းတယ်ဆိုတဲ့နေရာမှာအယဟန္တာကြီးတွေလို အရှင်းကင်းသွားတာမဟုတ်ပြင်မဲ့နဲလာတာပေါ့နဲလာတဲ့အခါကျတော့ပြုသည်မပြောသည်မအလုပ်တွေကအပြစ်ကင်းလာတယ်ချမ်းသာဖို့ဖြစ်လာတယ်ဒီနေ့မနေ့ပြန်အကျိုးရှိမဲ့အရာတွေဖြစ်လာတယ်လုံသည်မအလုပ်တိုင်းဟာကောင်းကျိုးရလက်ထွက်မဲ့အရာတွေဖြစ်လာတယ်ပြောသည်မစကားတွေကလည်းကောင်းကျိုးရလက်ထွက်မဲ့စကားတွေဖြစ်လာတယ် မနှက်ပြန်ရရှိမဲ့ကောင်းကျိုးရလတ်ရဲ့အရင်အနည်းတွေပဲဒီနေ့တွေးတဲ့အတွေ့အကြံဟာမနှက်ပြန်မှာရရှိမဲ့အကောင်းသောရလတ်ရဲ့ယင်းနည်းညုံနံမှုပဲဒီနေ့ပြောတဲ့စကားတွေဟာမနှက်ပြန်အောင်မြင်ဖို့ရာအတွက်အရင်အနည်းပဲဒီနေ့လှုပ်တဲ့အလှုပ်အလှုပ်ဆိုတဲ့နေရာမှာညနာအမူအရာကိုယ်အမူအရာဒါတွေအကုန်ပါတယ်အဲ့ဒီကိုယ်အမူအရာတွေဟာ ီနေ့လုတ်တဲ့ကိုအမှုရာတွေကမနေ့ပြန်တပတ်ခါစသည်ဖြင့်အဲ့ဒီမှာရရှိမဲ့အကောင်းကျိုးရလတ်တို့ရဲ့ယင်းနှညုံနံမှုပဲကောင်းတဲ့အကြောင်းတွေယင်းနှညုံနံရင်ကောင်းကျိုးတွေရမှာပေါ့ပရကောကမကောင်းတဲ့အကြောင်းတွေယင်းနှညုံနံမိတဲ့အခါကျတော့လူကြီးသူမစကားကိုနားမထောင်ခြင်းဆိုတာဒါမကောင်းတာတွေယင်းနှညုံနံတာကောင်းစေခြင်းလို့တုံသင်တဲ့တားမြစ်တဲ့တငယ်ချင်းတွေကိုမပေါင်းတော်ပဲနဲ့ မဟုတ်တာတွေတိုက်တွန်းတဲ့သူတွေကိုပေါင်းတယ်ဆိုတဲ့သူကလည်းဒါဆင်းရဲဖို့အတွက်အကြောင်းတွေကိုယဉ်နီးမြုံနှံနေတာပဲတဏှာဆိုတာယူတော့ပဲကောင်းတယ်တဏှာယူပြီးသွားတဲ့နောက်ကြလို့ညလောကထဲမှာလူခါနေအောင်ခံရတဲ့အမုံဆိုတာမုံနေတော့ဟုတ်တယ်လို့လို့ပဲအဲ့အမုံရဲ့ရာလကနှလုံးသွေးဆူပြီးတော့ ွေးတို့ယောဂါတွေဖြစ်တတ်တယ်နှလုံးယောဂါတွေဖြစ်တတ်တယ်အုံနောက်တို့ယောဂါဖြစ်တတ်တယ်အဲ့တော့အချစ်လဲအစိတ်ပဲအမုန်းလဲအစိတ်ပဲချက်ချင်းမုန်းခြင်းမရှိဥပိ္ပခာနဲ့သာနေနိုင်၍တတိတံပစဉ်အမြဲတုံးတဲ့သူတွေမှာအေးတာအဲ့တော့ကိုတကယ်အေးကျင်တယ်ဆိုရင်ဒီအတိုင်းကျင့်ရပါတယ်ကိုယ်ရင်ထဲမှာဘာတွေဖြစ်နေတယ်လဲအမြဲလေးလားအမုန်းနေနဲ့လောင်နေတာလားကိုသိပါတယ် ဘုဒ္ဓရှင်မလို့ဒီအမုံတော့အပယ်နိုင်ဘူးရှိမှာပဲသူမကိုယ့်ဘောမကောင်းတာတော့ဘယ်ထိဒီအမုံကိုတည်သွားမှလဲကိုကိုကိုမေးပေါ့ဘယ်ထိတည်သွားမလဲအမုံရှိနေခြင်းဟာဒေါသရှိနေခြင်းဒေါသဟာကုသိုလ်မဟုတ်ဘူးဒေါသဟာအကုသိုလ်ဒေါသဒီနှက်ပြီကိုမပို့ဘူးဒေါသဒီအပယ်ကိုပို့တယ်အဲ့တော့အမုံမဖြောက်နိုင်ဘူးဆိုအပယ်သွားပေါ့နောက်တမတ်စိတ်တဲ့တအားများတာ မမောတာတအားများတယ်တဏာကြီးတယ်ပေါ့ရာဂကြီးတယ်ပုရုဇဉ်ပဲဒီလောက်တော့ရှိမှာပေါ့အဲ့တော့ဆန္ဒကိုတိတ်ခါနဲ့ထိန်းရတယ်ဆိုတဲ့စကားအလကားမှမဟုတ်တာကိုယ်ဆန္ဒနဲ့ကိုယ်ပဲကိုယ့်ရဲ့ရာဂနဲ့ကိုယ်ပဲလာမပြောနဲ့မပြောဘူးဘယ်သူမှလည်းမပြောဘူးသူတို့ခံရမှာမဟုတ်တာ ခန္ဓာကိုယ်ခံရမယ်ဥစ္စာအဲ့တော့တဏှာယုလူခာနေအောင်ခံရမယ် အဲ့ဒီတဏှာယူပြီးတဲ့အခါပြုတ်လိုက်တဲ့အမှုတွေဟာမိမိသူတစ်ပါးဆင်းရဲဖို့အကြောင်းတွေကြီးပဲလူမှန်နဲ့လည်းတွေ့ဖို့ခက်တယ်တဏှာလောဘယူပြီးတော့အဲ့ဒီအတိုင်းဆုံးဖြတ်လိုက်တဲ့အရာတွေရွေးချယ်လိုက်တဲ့အရာတွေမှားဖို့များတယ်ညံမပါဘဲနဲ့ရွေးချယ်လိုက်တဲ့အလုပ်တွေရွေးချယ်လိုက်တဲ့လူတွေမှားဖို့များတယ်ဒါကြောင့်ကိုလောဘကိုချိုးကိုဒေါသကိုချိုး ကိုမောဟကိုပဲဒီလိုဖြစ်နိုင်ပါမှမကောင်းတဲ့အကြောင်းတွေကိုပယ်နိုင်တဲ့အတွက်ကြောင့်ကောင်းတဲ့အကြောင်းတွေရောက်လာမယ်လောဘဆိုတဲ့နေရာမှာမိမိရဲ့စောင့်ဝတ်နေရတဲ့အတွက်ရှိတင်ရှိထိုက်တဲ့လောဘလေလောဘတော့မှမကောင်းဘူးဆန္ဒပဲကောင်းပါတယ်ဆန္ဒဆိုတာတော့မှကာမစ္ဆန္ဒတဲ့ ာမဂုဏ်တွေကိုတောင့်တတာကာမိစံတာပဲတရားကိုကောက်လောပါပဲပြန်ရတာလောကမှာပြောလို့အစဉ်ပြေမဲ့ဝေါ်ဟာရရွေးပါဆိုရင်တော့ဆန္ဒပေါ့လောဘနဲ့နဲ့ပြင်းထန်တရားကိုကောက်မယ်ဆိုရင်တော့အဲဆန္ဒကာမိစံတာလောဘပဲပြန်ရတယ်ရောဟာရစကားနဲ့ပြောမယ်ဆိုရင်တဏှာယူတယ်ဆိုတာပြင်းထန်တယ်အဲတော့တာမန်ဆန္ဒလောက်ပဲထားမယ်စားဖို့ဝတ်ဖို့နေဖို့ကိုမိသားစုကိုထောက်ပံ့ဖို့ဆိုတဲ့ဒီလို မှန်ကန်တဲ့ဆန္ဒလေးတွေပဲထားမယ်မှားယွင်းတဲ့ဆန္ဒတွေမထားဘူးဒေါသတော့လုံးလုံးမရှိအောင်ကြိုးစားမယ်လူတစ်ပတ်သားအခုဘောမှာဒုက္ခရောက်လို့နေတယ်သိတယ်ပြန်တုံ့ပြန်ပါလား तू ကကိုကိုအမုန်းတွေအညိုးတွေနဲ့ရုပ်မှာကောက်ကျစ်လိုက်တာကိုကလည်းပြန်မုန်းတယ်ဆိုတော့သူလောင်တယ်မင်းကိုစီအကူခံလိုက်တာနဲ့အတူတူပဲသူသွားမယ်ငရဲကိုကိုပါအဖော်လိုက်တာနဲ့အတူတူပဲ။ သူဖြစ်မဲ့ပြိတ္တာဘဝမှာကိုပါလိုက်ပြီးတော့နေပေးမယ်ဆိုတဲ့အတိတ်ပဲပဲအဲ့တော့ကိုကသူနဲ့မှမတူတာကိုကချမ်းသာခြင်းတက်သူပူလောင်ခြင်းတက်သူမဟုတ်ဘူးဆင်းရဲခြင်းတက်သူမဟုတ်ကိုကအေးချမ်းခြင်းတက်သူအေးချမ်းခြင်းတက်သူဆိုလို့ရှိရင်ဒေါသပြီးမကောင်းဆင်ခြင်လိုက်ကိုရင်ထဲကိုကိုတေးချာချာအာယုံဆက်လိုက်ဒေါသမကောင်းဘူးဒေါသအပယ်ကျစေတယ် ဒေါသသည်မိမိအကျိုးလည်းမရှိသူတစ်ပါးအကျိုးလည်းမရှိသေးဘူးမိမိသူတစ်ပါးနှုတ်သားတို့ရဲ့အကျိုးပျက်စီးရာပျက်စီးကြောင်းကို လုတ်တက်တယ်ဒါကြောင့်ဒေါသမရှိနဲ့လို့ကိုယ့်ကိုယ်ကိုဆုံးမဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒီလိုထပ်ခါထပ်ခါဆင်ခြင်ပြီးတော့ပယ်ပြစ်ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုကိုယ်ပြန်ရှုဒေါသဆိုတာနန္တရားတသက်ပဲဒေါသဆိုတာ ပုဂ္ဂိုလ်တ attva မဟုတ်မှာမဟုတ်ဘူးသူရဲ့အကြောင်းတရားအာယုံဝတ္ထုရုပ်တို့ကိုအကြောင်းခံပြီးတော့ဖြစ်လာတဲ့တရားပဲအဲတော့ဒီဒေါသဖြစ်ပြီးပြတ်တဲ့သဘောရှိတယ်ကုံဆုံးတတ်တဲ့သဘောရှိတာပဲဒေါသသည်ကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲဘူးဒေါသသည်ဖြစ်ပြီးပြတ်သွားတတ်တဲ့အတွက်ကြောင့်ဆင်းရဲတရားတတ်တဲ့ပဲဒေါသသည်ပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူး မြဲတယ်ဆိုတဲ့အနှစ်လည်းမရှိတဲ့အတွက်ကြောင့်အဆိုးမရဘူးလို့ဆင်ခြင်လိုက်ဆင်ခြင်တာကိုတုံးကိုတုံးပေးဆင်ခြင်ညာတုံးပေးမှတတိထားမိပြီးတော့ထက်ခါထက်ခါဆင်ခြင်တော့ဒေါသပျောက်သွားတယ်ဒီဆင်ခြင်ညာမတုံးရင်တော့ဒေါသကိုပယ်လို့မရဘူးကိုဒေါသကိုပြန်မြင်အောင်ကြည်မှဖြစ်မှာမြင်လိုက်ပြီဆိုတာဒေါသပဲဒေါသတွေနန္တရားသာဖြစ်တယ် အဲ့ဒီဒေါသတရားဟာငါဥစ္စာလည်းမဟုတ်ဘူးဒေါသဟာငါလည်းမဟုတ်ဘူးဒေါသဟာငါအတ္တလည်းမဟုတ်အနန္တရားတသက်နန်ဆိုတာတောင်မှ तू ကစေတသိက်တရားအဲ့ဒီဒေါသဆိုတဲ့အနန္တရားလေးဟာကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲဘူးဖြစ်ပြီးပြတ်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ပုဂ္ဂိုလ်တ attva မြဲခြင်းအစရှိတဲ့အနှစ်မရှိသောကြောင့်အဆိုးမရလို့အဲ့ဒီလိုကိုဆင်ခြင်ပေးလိုက်ရမယ် ဒီစင်ကျင်မှုကိုထက်ခါထက်ခါစင်ကျင်ပေးရမယ်ဒီခါဒေါသပယ်တယ်လောဘလည်းဒီအတိုင်းပယ်ရတယ်အဲ့လိုစင်ကျင်လိုက်တာကိုညံလို့ခေါ်တယ်စင်ကျင်ညာသုံးတော့ညံဖြစ်သွားတော့မောဟမရှိတော့ဒီအခါမှာ ကိုယ်လောဘကိုထိန်းနိုင်လာတယ်ကိုဒေါသကို ထိန်းနိုင်လာတယ်ကိုမောဟနေရာမှာစင်ကျင်ညာသုံးနေတဲ့အတွက်ကြောင့်မလို့ညံကိန်းလာတယ်ဒီအခါမှာ တွေးတဲ့အတွေးဟာဉာဏ်နဲ့ရှင်နေတဲ့အတွက်ကြောင့်ဖြူစင်တဲ့အတွေးတွေ ဖြစ်လာမယ်။ပြောတဲ့အပြောတွေကလည်းဉာဏ်နဲ့ရှင်နေတဲ့အတွက်ကြောင့်အပြစ်ကင်းတဲ့အပြောအဆိုတွေဖြစ်လာမယ်။လောကီလောကုတ်အကျိုးရှိတဲ့စကားလုံးတွေပြောထွက်လာလိမ့်မယ်။လှုပ်တဲ့အလှုပ်တွေကလည်းပြစ္ဆုတ်ပံတမလွန်အကျိုးရှိသောအလှုပ်တွေဖြစ်လာမယ်။အဲ့ဒီတော့ကိုကမတိချင်းဆိုတဲ့နေရာမှာတိချင်းဆိုတဲ့ ဉာဏ်တရားကို သုံးလိုက်ပြီးတဲ့အတွက်ကြောင့်မလို့ဆင်းရဲရစေမယ့်အကြောင်းကိုပယ်ပြီးသွားပြီအမြဲတမ်းစင်ကြံတဲ့နေနိုင်တဲ့အခါအမြဲတမ်းကိုယ့်ကိုယ်ကိုပဲရှုတဲ့အခါမုန်းသူမရှိတော့ဘူး तू ဘလောက်မုန်းမုန်းကယူမဆိုင် तू ကိုယ့်ဘဝမှာဘလောက်မနာလိုဖြစ်ဖြစ်ကယူမဆိုင် तू ကသူကိုကကိုပဲ तू ကသူလမ်းကြောင်းသူသွားမှာကိုကကိုလမ်းကြောင်းကိုသွားနေတယ်ကိုကဘယ်ကိုသွားတာလဲကိုကအေးရအေးချောင်းသွားတာ ဒါဆိုရင်သူမုန်းတာပြန်မမုန်းနဲ့သူမနာလို့ဖြစ်တာ ကိုပြန်စိတ်မဆုံးနဲ့သူတိုက်ခိုက်တာကိုဘွေမယူနဲ့သူနဲ့ကင်းအောင်သာနေလိုက်ကိုစိတ်ထဲမှာတော့အများကြီးပွားများလို့ရတယ်ကိုကမနာလို့ဖြစ်နေတဲ့သူကို ကြည့်လိုက်ပြန်တော့ဓာလေးပါအဆုတာဖြစ်တယ်အဲ့ဒီဓာလေးပါးကိုမိပြီးတော့သူ့မှာတိစိတ်တို့ခံစားမှုတို့မှတ်သားမှုတို့ စေ့စော်မှုတို့ဆိုတဏ္ဍာန်တွေပဲသူ့မှာရှိတာကိုယုံနာအစုသာဖြစ်တယ်။သူဒီလဲဒုက္ခအစုကြီးသာဖြစ်တယ်။သူပြုတဲ့အကြောင်းတရားတွေကသူ့ကိုအကျိုးပေးလိမ့်မယ်။ကိုကိုကိုပြန်ကြည့်တော့လေကိုလည်းဘာမလို့လဲ။သူမုန်းတာခံနေရတဲ့ကိုကတော့ဘာမလို့လဲ။တလေးပါအစုပဲ။ကိုကိုကိုပြန်ကြည့်လိုက်တော့လေဆံပင်မှွေးငင်းခြေသက်လက်သက်သွားအရေးတို့အရင်ပါစားတယ် ရုပ်တွေကြီးပဲရှိတာပထဝီဓာတ်တွေရှိတယ်အာဘောဓာတ်ဆိုတဲ့အရေတွေရှိတယ်ဒေဇောဓာတ်ဆိုတဲ့အပူဓာတ်ရှိတယ်ဝါယောဓာတ်ဆိုတဲ့လေတွေရှိတယ်ဒါပဲရှိတာအဲ့ဒီမှာသူ့ကိုအကြောင်းပြုပြီးတော့သူ့ကိုမိပြီးတော့နန္တရားတွေဖြစ်လာတိစိတ်တွေဖြစ်တယ်ခံစားမှုတွေဖြစ်တယ်မှတ်သားမှုတွေဖြစ်တယ်စေစောမှုစေရနာတွေဖြစ်တယ်ဒါပဲရှိတာကိုကိုတိုင်းကလည်း ရုပ်အစုနာမ်အစုခန္ဓာ၅ပါးအစုဒုက္ခသစ္စာအစုကိုပုံကြည့်ပဲသူလည်းဒုက္ခကိုလည်းဒုက္ခပဲဘာမှမထူးဒါပေမဲ့ကိုကဒုက္ခကိုဒုက္ခမှန်မြင်အောင်ရှုနေတဲ့သူနောက်ထပ်ဒုက္ခအကြောင်းတရားတွေမဖြစ်အောင်ပယ်နေတဲ့သူချိုးနှိမ်နေတဲ့သူအဲ့ဒီလိုချိုးနှိမ်လိုက်လို့စင်ကြင်ကြံကြည့်ရအမြဲတမ်းရှိတဲ့အခါကြမစိုးရင်ရတော့ဘူးမငိုရတော့ဘူး နောက်တစ်ခါကိုယ်ဆင်းရဲမှုတွေဖြစ်เสียအကြောင်းတွေမလုံးမိတော့ဘူးနောက်တစ်ခါစိတ်ဆင်းရဲမှုတွေဖြစ်เสียအကြောင်းတွေမလုံးမိတော့အရာရာကိုမမြဲဘူးလို့အမြဲရှိနေတာဒီရုပ်ဒီနံတို့ပဲဒါတွေပဲရှိတာလောကကြီးမှာချမ်းသာတဲ့ဆိုတာတွေလည်းအခုလောကကိုကြီးလိုက်ခဏပဲတဘာဝဘေးတွေနဲ့တွေ့တဲ့အခါမနေ့ကချမ်းသာနေတဲ့သူဒီနေ့ကုန်းကောက်စရာမရှိဘူးမွဲသွားတယ် အရန်ကို တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံတွေလည်းပဲဘေးအမျိုးမျိုးတင့်ပြီးတော့မြို့ပြက်ကြီးတွေဖြစ်သွားတာမြတ်ဝါထင်တယ်မြင်နေရတာပဲချမ်းသာခြင်းဆင်းရဲခြင်းဟာနေခြင်းညာခြင်းကို ပြောင်းလဲပလိုက်တာအဲ့တော့ဘာအနစ်ရှိလို့လဲသူများတွေဒုက္ခရောက်တာကိုဒုက္ခမရောက်သေးလို့အတိမဝင်တာလားကိုယ့်စီရောက်မလာသေးလို့အတိမဝင်တာလားစက်မိုက်နေအောင်မလား ဆက်မိုက်နေအောင်မယ်ဆိုရင်တော့ဆက်ပြီးတော့စိုးရင်လိုက်အောင်ဆက်ပြီးတော့ငိုလိုက်အောင်ဆက်ပြီးတော့ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေခံလိုက်အောင်နောက်ထပ်ဆက်ပြီးတော့ပြင်းစွာပူလောင်မှုတွေပင်မမှုတွေခံလိုက်အောင်ဆင်းရဲတွေဆက်ပြီးတော့ကြုံလိုက်အောင်လို့ပဲပြောရမှာပေါ့ဒါကြောင့်မြတ်စွာဘုရားတရားကတောကကိုပင်ကျင်တယ်ဆိုရင်တောကရရစေမဲ့အကြောင်း အဓိကလောဘဒေါသမောဟဒါတွေကိုပယ်ကိုကိုကိုပြန်ရှုကိုကလောဘသားကောင်းကြီးလားတဏှာဖြင့်တဏှာယူကြီးလားပေါ့ကိုကဒေါသသားကောင်းကြီးလားအဲ့တော့ဒေါသကုံမာယဒေါသကုံမာယနဲ့ပြောနေကြတဲ့အတိုင်းပေါ့ကိုပဝင်းကျင်အသိပါလေဒေါသကြီးတဲ့သူဆိုတာကိုကိုတိုင်းလည်း သိပါလေအဲ့လိုလူမျိုးဖြစ်နေသလားမသိမိုင်မဲတဲ့ လူမိုက်တယောက်ဖြစ်နေသလားကိုကိုကိုသိပါတယ်အတိခောက်ခတ်အဝင်နှက်ပြီးတော့သူများပဲလက်ညှိုးလိုက်ထိုးနေပြီးကိုကိုကိုလက်ညှိုးမထိုးလို့အကြောင်းမငိမ့်တာကိုကိုကိုပြန်ရှူကိုကိုကိုပြန်ပြီးတော့စင်ချင်းကိုလက်ညှိုးထိုးတဲ့သူတဲ့တောင်ကိုကဆယ်စားလောက်ပို့ပြီးတော့ညစ်သေးနေတဲ့သူ ဖြစ်နေတတ်တယ်အဲ့တော့မြတ်စွာဘုရားကတရားက ကိုကိုကိုဆုံးမတဲ့တရား သူများလိုက်ဆုံးမနေပေါ်မဟုတ်ဘူးကိုကိုကိုဆုံးမကိုစိတ်ကိုကိုပြန်ရှုတဲ့အခါငါဘာကြောင့်လောင်နေတာလဲဆိုတဲ့အကြောင်းတွေတွေ့တယ်။အော်ဒီအရာနဲ့ပတ်သက်ပြီးတော့သူ့ကိုမသိမတင်နှလုံးသွင်းပြီးဆွဲလန်းနေတာကိုဒါကြောင့်လောင်နေတာမုန်းနေတာကိုဒါကြောင့်လောင်နေတာဒါကြောင့်အဲ့ဆွဲလန်းမှုတွေမုန်းမှုတွေမရှိအောင်နေမှဖြစ်မှာပဲဒီတော့မှအေးမှာပဲ ဘဝမှာဆုံးရှုံးမှုဆိုတာလည်းအချိန်ချင်းကြုံပြီးပြီဆုံးရှုံးမှုကထူးဆန်းတာမှမဟုတ်တာတွေ့တာနေလို့ရှိရင်ဆုံးရှုံးသွားတဲ့အခါပြင်းထန်စွာခံစားရတယ်အဲ့တော့အစကတည်းကတွေ့တာမှုလျှော့ထားမှဖြစ်မယ်တိုက်ဆိုင်တဲ့အခါမှာတုံဆွဲနေရတာတိုက်ဆိုင်တဲ့အခါမှာရှင်တွဲပြီးနေကြရတယ်မတိုက်ဆိုင်ရင်ကွဲကွာကြတာပဲမတိုက်ဆိုင်ရင်ဆုံးရှုံးကြရတာပဲဘယ်ဟာများအတီအမြဲတတ်မှတ်လို့ရတာရှိလို့တော့ ဒါကြောင့်မတိမမြဲတဲ့လောကကြီးပါလားလို့အနိစ္စကိုအမြဲတမ်းဆင်ခြင်ရဖြစ်ပြီးပြတ်သွားကြသောဆင်းရဲတရားတွေကြီးပါလားအမြဲတမ်းဆင်ခြင်ရပုဂ္ဂိုလ်တ attva လည်းမဟုတ်ပဲမြဲတယ်ဆိုတဲ့အနှစ်လည်းမရှိတဲ့အတွက်ကြောင့်အနှစ်မရှိအစိုးမရတဲ့အနတ္တတရားတွေပါတကားလို့ထက်ခါထက်ခါဆင်ခြင်ရတယ်ဒီဆင်ခြင်ညာသုံးနေသမျှကာလပတ်လုံးအေးဖို့အကြောင်း ဖြစ်ပြီး တောကငိမ့်ဖို့အကြောင်းဖြစ်ပြီးအဲကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ညစွာဘုရားတရားကိုလက်တွေ့ကြကြမိမိကိုယ်ကိုပြန်ဆုံးမနိုင်ကြ၍တရားကိုလက်တွေ့ကြကြနှလုံးသွင်းရင်မိမိကိုယ်ကိုလက်လက်တွေ့ကြကြပြန်ဆုံးမရင်ဖြင့်စင်းရဲစေတဲ့အကြောင်းတရားတွေကိုပယ်နိုင်ကြပြီးတော့တောကငိမ့်မျက်ရည်သိမ့်၍စင်းရဲငိမ့်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ။